မှုမတက်နဲ့ယုံထွက်တဲ့မျိုးဆက်များအနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါတဲ့မျိုးဆက်များအနာဂတ်အတွက် CDM နဲ့ပူးပေါင်းပေးကြပါတင်းတိုင်းပြည်ကိုကာဝယ်ဖို့ CDM နဲ့ပူးပေါင်းဖို့ဒီလိုမျိုးနဲ့သွားရရှိကြောင်းဆရာထုတ်ပေါ်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့ပြီးတော့ကျွန်တော်တို့နားနေကြပါတော့နော်ဒီခါကကျွန်တော်တို့ပြည်သူတွေကပြည်သူတယောက်ပါပဲအဲ့ဒီအတွက်လဲဟိုလုံးဟိုကုဆန္ဒနဲ့ကိုထွက်လာတာဟိုလုံးရမယ်ဆိုရင်အတိတ်ကကုဆန္ဒနဲ့ကိုဘူးဘူးစားပေးရတာ အဲကြောင့်ကျွန်တော်တို့စပြီးဒီမှာရောင်းနေတာ300လောက်ရှိတယ်ဘယ်လိုခံစားလဲလို့မေးနေပြည်သူတွေခံစားရတယ်ကျွန်တော်တို့လည်းပြည်သူဖြစ်တဲ့အတွက်ဟုတ်ပြီဘူးခံစားဘူးပါပဲဒါကြောင့်မလို့ပါဟုတ်ကဲ့ဟုတ်အဲ့ဒီဖြစ်တယ်ကွာဖြစ်တယ်ကွာအဲ့ဒီလိုပြောချင်ဘူးဖြစ်တဲ့နေကိစ္စကဖြစ်ဖို့ကြ CDM ကိုပို့ပြီးတော့ပေါင်းလေးကြပါပြောချင်ဘူးနော်ဘာလို့ဘေးရဲ့ဂိမ်းပါစေဖြစ်ချင်တဲ့စံတော်တွေဖြစ်ကြပါလေ ကျွန်တော်တို့လူချင်းနဲ့လည်းအချိန်တွေတစ်ခုရောက်လာပါကျွန်တော်တို့ညီတွေနဲ့ဆက်ဆံမှုတွေလုပ်နေတာဆက်တော်မှုပါကျင်းတစ်ခုရောက်ဖို့အတွက်လည်းဟောဟောကြီးကြတာမရှိပါစေနဲ့လိုအပ်တော့ဒီလိုမျိုးကပြည်သူနဲ့အတူရှိနေပါတယ်ဆိုတော့ပြောပြချင်ပါတယ်အဲ့တော့သူလည်း6800ရမလားဆိုပြီးတော့ဝင်ပြီးပြခဲ့ပြီမယ်လေလက်ရှိမှာ6800မရလို့ပဲပြောင်းသွားရမှာမသိပါဘူးဗျာစရပါဗျာ လက်မဲပေးရွေးချယ်တဲ့အခါမှာအိုင်းပြူသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေခုလောလောဆယ်တော့ကျွန်တော်တို့ပတ်ဆက်မပေးသေးဘူး။ဒါပြန်ရင်တော့ပေးတယ်လို့ပြောတယ်။ကျွန်တော်ဆိုက်ကားနေတာဆိုက်ကားဂိတ်မှာလာခေါ်တယ်ကျွန်တော်။တိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေဒုက္ခတွေပေါ့နော်ဟုတ်လားကိုနိုင်ငံကကိုကြိုးပေးပြီးတော့လာသည်မရရန်ကိုချမကွာငါတို့ဟုတ်လားစသဖြင့်ဒီလိုကာတဲ့လူမျိုးတွေဖြစ်ဖို့လိုတယ်မဟုတ်ဘူးလားကျွန်တော်ပြောတဲ့အမြင်ပြောရရင်တော့အဲဘလူးကောင်ကိုနိုင်ငံရေးစစ်မြေပေါ်ကိုပြန်ခေါ်ပြောအစ်စ်နဲ့ ဲ့ဒီလူမျိုးတွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့အစည်းမျိုးဘင်းတော့ထောက်ခံမှာနိုင်ငံကစီးပွားရေးပြတ်စီနေတာဘယ်လိုမျိုးလဲဒီမှာဆိုတော့အဘအုတ်ခင်ပြောဆိုတော့ပဲအချွေချုံရှိရလူကို ေါ်ကိုနိုင်ငံအတွက်ကောင်းမဲ့လူဒီကဲဟိုမဟိုဘယ်လိုသစ္စာရှိမဲ့လူအဲ့လိုမျိုးလူညီမတို့ရွေးချယ်ပြမှာပါဦးနေဝင်းကြီးမခေါ်ခဲ့လို့ခေါ်တော့လည်းခေါ်မှာပေါ့နော်ခေါ်တယ်တင်မတော်ဆင်ဆိုးရခေါ်တယ်မျိုးဘာသာတာသနာကိုစောင့်ရှောက်နိုင်တဲ့အစိုးရအပြီးမျိုးရှိစိတ်တက်တွေမျိုးကြပြန်လဲရှင်းသနာအောင်လုပ်ပေးနိုင်မယ့်အစိုးရကိုပဲလူရှိပါရဲ့ခင်ဗျာဆုံးမဖာမဆုံးမသားပြောဦးလားပြောမှာပေါ့မင်းမစစ်လို့ဖာမစစ်ပဲသားလို့ပြောဦးလားမင်းမဟုတ်ပြောနေတာကဝင်းကြီးကပဝင်းကြီးကအေးရနေ ကျွန်တော်ဥလဆွေပေါ့ဘူးလက်လဆွေလို့ခေါ်တယ်ကျွန်တော် KIA မင်းတို့ဆွေလက်နဲ့ခေါ်တော့လာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်အမလားလို့မေးလွတ်တော့မှာမေးကုန်မေးခဲ့တယ်ကွာအဲကျွန်တော်ကလိုက်စားကိုဘုံကျဲဖို့လေကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲလက်သဘောမှမဆွေးနွေးဘူးရင်းချိုင်းဆွေးလို့ပဲကျွန်တော်မထက်နဲ့အမိမထက်နဲ့ကျွန်တော်မတော့မဆွေးနွေးစကားပြောတာများနေများနေအပြတ်ချက်ကျွန်တော်အမာလိုက်အမာလိုက်နေမှာပါ ကျွန်တော်အပြော့လိုက်မဟုတ်ဘူး။ EO EO နဲ့ငပေတို့တို့ပဲဒီမှာကျွန်တော်မပါဘူး။အပြတ်ချမယ်ဖွဲ့ဒီမှာပါတယ်။အဲ့တော့ဒါမဲ့ EE သဘုံထုံးရလိုက်ဗနာရှိတယ်ရှိနေပုံချင်းအပြတ်ချအမြစ်ဖြုတ်ဒါပဲ။ last မဆွေးနေနဲ့ဆွေးနေတယ်မှာကျွန်တော်မပါဘူး။အဲ့ဒီလာပြောတာ။ပြတ်တဲ့ကြိတ်မယ်ဆိုပြီးတော့အနာရလိုင်းလုပ်မယ်ဆိုပြီးပြောတော့တွေ့ရပါတယ်။ဒါပေမဲ့ဒီကောင်လေးဘာဒီမျောလင့်နေလဲဆိုတော့မေးရမှာဖြစ်ပါတယ်။မင်းတို့မင်းအွန်လိုင်းစီကဘာဒီမျောလင့်နေရလဲ။မင်းအွန်လိုင်းကမင်းတို့ပေးမလို့များတကယ်များ ဟင်ကောင်းထင်နေလားဆိုတော့ကျွန်တော်အဖိုးကြီးရဲ့အုံတော်တွေတော်တော်လေးဆိုးရွားနေနေထားပါပဲဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးဘေးတံပါအများဆုံးကြင်ဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြရပေါ်လူချင်းချင်း channel လေးအားပြန်နေကြိုဆိုလိုက်ပါတယ်ဗီဒီယိုရီရရှိမလို့သွားပေးမှာတော့ယနေ့နိုဝင်ဘာလ10ရက်နေ့တနင်္လာနေ့ညပိုင်းထိတော်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးရှိဖို့ဒီတိုင်းအထမှန်တောင်းဆိုလိုက်ပါတယ်ပထမဆုံးသတင်းပုံအနေနဲ့ကတော့ချမ်ဘတ်စစ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံသော တို့ရှာမှုကမ်ပိန်းများမှာနာမည်ကျော်မင်းသားမင်းသမီးတွေနဲ့အမှုပညာရှင်များအားလုံးပုံဝေး Forever Group ကစစ်တပ်ထောက်လန်းရေးအရာရှိအောင်တိန်ထွန်းအောင်ကနေပြီးတော့ဥစည်းပြီးတော့ဖိအားပေးနေကြောင်းပြန်ကြားရေးဝန်ထမ်းတဲ့တင်းမီဒီယာသိရှိထားရပါတယ်။စစ်တပ်ကလို့ပတ်စဉ်22ကြောင်းစင်ဖြစ်ခဲ့တဲ့စစ်ထောက်လန်းရေးအောင်လည်းဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနရဲ့ညွန်ကြားရေးမှုဟောင်းလည်းဖြစ်ခဲ့တဲ့တိန်ထွန်းအောင်ဟာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတော့ တို့ရှားမှုကမ္ဘိများအားလုံးမှာနုပညာရှင်များအားလုံးအဆိုတော်များအားလုံးပါဝင်နိုင်ရေးအတွက်ဒီကဥဆောင်လှုပ်ဆောင်နေသူဖြစ်ပြီးရသူ့ရဲ့လက်ထောက်ကတော့လက်ရှိချိန်မှာတို့ရှင်လောကသားတွေရဲ့အကြောင်းကံကနာတိတဲ့ယုံလေးကိုခံရတယ်ဆိုတာလည်းသိရှိရပါတယ်။ပြန်ကြားရေးဝန်ကြီးမောင်အောင်ကလည်းစစ်တပ်ကလေးပတ်စင်တစ်ခုထဲမှာသူတက်ခဲ့တဲ့တိန်ထောင်ကိုစစ်တရ policy လိမ့်လေဝါရဖြစ်နေလို့ရှားမှုတွေနဲ့ policy ရုပ်ရှင်စကားမဲ့ရိုက်ကူးရန်အတွက်တောင်းဝင်ပေးရထားတာဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့ director Y နဲ့အတွဲညီညီနဲ့ညပ်ပညတာ software တွေမှာတွေ့ဆုံပြီးတော့ တိုင်ပင်ဆွေးနွေးနေရရှိလို့လည်းသိရှိပါရပါတယ်။တိန်ထောင်ဟာဟာမလဲပေါ်ဘဂရုရဲ့ထူထောင်သူဒုတိယဥက္ကဋ္ဌနဲ့တောင်ဝင်ကန်တူဖြစ်ပြီးပင်တရာမှာတဲ့ရုပ်ရှင်မှုတော်တိဆောက်ကညီအေကရာပေါင်းမြောက်စွာကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်းလည်း သိရှိထားရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အားလုံးဒီတိုင်းပဲမလေးရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ G Fat နဲ့သူ့ရဲ့ချစ်သူဖြစ်တဲ့ဘုံဘုံဆိုတဲ့တယောက်ကတော့သူတို့ဟာတယောက်ဝင်လမ်းကြောင်းလာတာဖြစ်ကြောင်းဟိုးလာတာမဟုတ်တော့တဲ့ဘာမှကိုယူဆိုင်ဆရာမလို့ဘူးဆိုတဲ့အကြောင်းကိုမလေးရှားပြောက်ပြည်သူတွေအကုန်လုံးသိအောင်ဆိုပြီးတော့မြန်မာပြည်သူတွေအားလုံးသိအောင်ဆိုပြီးတော့သူတို့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းပြင်ခဲ့တာတွေ့ရပါတယ်။အဲ့တော့သူတို့သူတို့ဟုတ်ပြီဟုတ်တယ်လို့ထင်အောင်ထင်နေတကယ်ကြတော့ပွဲရီမှာတွားကြည့်နေကြတာ။ဟိုကကူထားပါလို့ဝုံမရှိရင်မင်းတို့ဝုံမရှိရင်နောက်ဝင်တဲ့လို့ရှင်ကားဆိုရင်လေတိုက်ခိုက်ခံရတာ။အခုဆိုရင်ဝုံမရှိရင်ခက်တဲ့မီဒီယာနဲ့တွေ့ရရပဲရင်းနေကျွန်တော်တွေ့ရတာ။ ဆိုတော့အဓိကဘာဖြစ်တာလဲဆိုတော့တို့ညီကောင်လေးကိတ္တိမီဒီယာပေးတဲ့ကြီးပဲဟာဟုတ်တုံးဆိုလို့ပါဒီပြည်တော်မှကြံနေခဲ့တဲ့အမှုပညာရှင်တွေရဲ့အမှုပညာတို့တွေလောက်တာကိုမကြိုက်ဘူးတို့လုံးဝမလုပ်စေချင်တဲ့အပြင်ဒီကပြည်တော်မှရှိတဲ့အမှုပညာရှင်တွေအကုန်လုံးငတ်ပြတ်ဆုတ်ပြတ်တတ်တော့တို့မြင်နေတာဟုတ်ဝေမွန်ရွှေရအမှုပညာလုံးမလုပ်ငတ်မအောင်ငတ်ရင်မင်းတော့ကြွေးတာလေတို့ဆုတ်ပြတ်တတ်တို့တို့ဒီဘက်ကပြည်တော်တွေဆုတ်ပြတ်စေချင်တာတို့ဘွားပြတ်တို့ဒီကလူတွေပြက်စေချင်တာဆိုတော့တို့ဘွားပြတ်တာကတို့လမ်းနဲ့တို့ကြိုက်တော့တို့ရွေးသွားကြတာဒီမှာပြည်တော်မှနေတဲ့လူတွေကတို့ကြိုက်တဲ့လမ်းကိုတို့ရွေးချင်တာဒီမိုကရေစီရဆိုရင်ပြည်တော်မှနေတဲ့သူတွေကသူ့ရဲ့ right ရသူနေခွင့်ရှိတယ်ဆက်နေခွင့်ရှိတယ်ဆက်လုပ်ခွင့်ရှိတယ်ပြည်ပြထွက်ပြေးသွားတဲ့လူတွေကသူ့ right ရသူပြေးပိုင်ခွင့်ရှိတယ်ဒါပေမဲ့ သူတို့ပြေးတာကအမှန်နေခဲ့တဲ့သူကအမှားဆိုတဲ့စကားပြီးကင်မိုးတက်ခွင့်ရတော့သူတို့မှလည်းမရှိဘူးဘယ်သူမှမဟုတ်ဘူးမင်းတို့ကိုယ်ကမလုံးဖြစ်နေတယ်မင်းတို့ကိုမျိုးသိနေတာလေပြီးတော့ပြီးတော့မှဒီလိုမျိုးဒီလိုမျိုးသူတို့တိုက်ခန့်တိုက်ခိုက်ပိုင်ခွင့်မရှိဘူးဂျီဖက်ဆိုလဲသူတို့အဖွဲ့ကြီးပျောက်ပြီးတော့ရုံးခဲ့လို့ဂျီဖက်ထွက်သွားခဲ့တာပဲတော်ရက်သွားခဲ့တာပဲပြီးတော့သူမှားပြီဆိုတော့နားလေကသူပြန်ဝင်လာတယ်လက်မထိုးချောက်တို့တည်တယ်ကောင်းကောင်းမှတော့သူရှာပွေးစားတော့တယ်သူ့လိုသူ့လိုလေဒါပဲဒါမဲ့ဝိုင်းမထိုးနဲ့တိုက်ခိုက်ကြတာတိုက်ခိုက်ကြတာဆိုတော့ပြောရရင်တော့တော်တော်ဆိုရယ်အခုမလေးရှားမှာရှိတဲ့ပွဲကိုလည်းသွားဖြတ်စီးဖို့ကြိုးစားတာပါဒါမဲ့လည်းမအောင်မြင်ပါဘူးဥမ္မိုလ်ရှူရဲ့နောက်ဝင်သေးဆိုရယ်ရွှေရှင်ကားကိုလည်းလူတွေမကြည့်အောင်ဝိုင်းကောက်တော့ဝိုင်းသူတို့ပြောခဲ့ကြတာပဲအခုနှစ်ပတ်ရှိပြီလုံးနေတာ သုံးပတ်မြောက်တင်ဖို့တော့သူတို့စူးစမ်းနေပြီအဲ့နောက်ကတခြားကားတွေကအတင်းတိုးဝင်လာလို့သာသူတို့ကဘယ်လိုလာမှမသိဘူးနှစ်ပတ်ရှိပြီအောင်းမြင်တယ်ရုပ်ရှင်ကလူကြည့်လာမကြည့်လာမင်းနှစ်ပတ်ရှိပြီပြနေတာတပတ်တည်းမဟုတ်နှစ်ပတ်ရှိပြီနော်ဒီတိုင်းသွားရင်ကတည်းကသုံးပတ်မြောက်ကိုဆက်ပြလို့ရတဲ့အထိဖြစ်နေပြီအခုအနေထားသူတို့လောက်ကမပေါ်တော့ဘောပဲဆိုပြီးသုံးပတ်မြောက်ပြလို့ရတယ်ကျွန်တော်လည်းအတုပြန်ရှင်နေလေပြည်တွင်းမှာနေတဲ့ချုပ်ပြန်ရှင်နေအဲ့တော့လည်းမနာလို့ရတယ်လားမသိဘူးတခက်တည်းလို့ဘာလို့တရင်နေပေါက်ပြရပြီးပြီးတော့တိုက်ခိုက်တယ်ဒါကြတော့ပြည်တွင်းမှာရှိတဲ့ဟိုဟာချင်းညာလို့တော့ပဲအပြင်ကလူတွေထက်တယ်ချင်းညာပဲပြန်ပြီးတော့ဟိုဝမှုရွှေရဲ့ဇက်ကပေါက်ပြီးတော့အောင်းနေတယ်တော့မကြည့်နိုင်ဘူးထင်ပါတယ်အဲ့တော့ ဖိုက်တာပဲအဲပုံစံမျိုးစုံနဲ့ဖိုက်ကြတာပေါ့မျိုးစုံဖြစ်နေရကိုရောထွေးလူမြန်ချင်းအုပ်စုလေကောင်းကောင်းမတရားကိုဒီကာလပေါ့နော်အဲ့ဒါပါလဲဆိုတချို့ကိစ္စတွေကကိုစခဲ့တဲ့ဇာလန်ကြီးတွေအချို့အစိမ့်ပိုင်းတွေပြဖြစ်တာဗျအဲ့လိုဖြစ်တယ်ဒီကောနောက်တစ်ခုကဒီ GFET ဆိုလေဒီဒါအခုတိုက်ခတ်ခံရတယ်တချိန်တည်းမှာပဲဒီကပြပြန်တွေ့ကြည့် GFET ဒါပြန်လာလို့ပေါ့ဗျမလာဘဲနဲ့သူကမှသာနေခဲ့သူလဲ idiot ဘန်ကဟိုကောင်သူလဲဟို remote လို့ဖြစ်မယ်နော် remote လို့ဖြစ်မယ်ဘာလို့လဲဆိုတော့ဟို remote ကခက်ကြည့်ပြီးပေါက်ထွက်ပြီးအဲ့ဆိုတော့ toilet ထွက်ပြေးသွားလိုက်တယ် toilet မှာကွယ်လွန်သွားတယ်ဆုံးသွားရှာတယ်ဘယ်သူဒုက္ခပေးလိုက်ဘယ်သူဒုက္ခပေးလိုက်မှမသိဘူးသူဆုံးသွားတယ်ကျွန်တော်ကတော့ပုံလေးပြောတာရိုးရိုးသားကွယ်လွန်ဆုံးမှုကိုမတတ်ပါဘူး တခုခုကြောင့်တခုခုကြောင့်လို့ဖြစ်တာသိကြတယ်ဒါပေမဲ့စိတ်မကောင်းကျွန်တော်တိတ်နှမျောတယ်ဆိုတော့အများကြီးပြောတယ်အခု rainbow မရှိတော့တဲ့ခါอืมနှမျောပါဗျာမိမိပဲထားပြီးနှမျောပါဗျာမိကိုကြည့်တော့အိမ်ထဲအိမ်မထွက်တဲ့ကောင်ကနေပြီးတော့လှမ်းပြီးတော့တော့မတမာမှုနဲ့ဒီဆုံးနေသူလုံနေသေးတယ်ကျော်မိမိတကောင်တော့မလုံးတော့ပါစက်ချင်းကြယူပြောတာတော့သူ့ရဲ့ idiot band ကပြက်ပြီအခုပြက်ပြီဆိုကြီးညာတယ်ပြက်ပြီဆိုပြီးတော့အခုသူ့ရဲ့ drama ကိုဂျပန်ဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ facebook ကိုတင်ပြီးတော့ပြောလာပြီနော်သူသူပြောတာရှင်းရှင်းလေးလုံးဝပြက်ပြီ နော်အဲ့တော့အဲ့တော့ဘာလဲဆိုတော့သူရေးတာမရှိနဲ့အရင်ကဘာမှမရှိဆုပ်ပြတ်ဖို့လေအကောင်ကနေလေဘာမှထူးထူးခွေးတွေခွေးယူးတွေအယိုးလူလူတို့မမပြတ်တာအရင်ကလေးအကျင့်ပါတော့ဆက်ပြီးတော့အောင်နောက်ပြပါဘူးမကြိုက်တော့တဲ့အတွက်အားလုံးကိုဆုံးလို့ကြတော့ပါပါဆိုပြီးတော့သူရဲ့ဒီ idiot bank ကိုဖျက်ပြီးဆိုပြီးတော့ပြောတယ်ဟော Raymond ကိုလွန်သွားတာနဲ့ idiot bank ကိုပျက်စီးသွားတာသွားတာပဲဆိုတော့သူတို့ရဲ့ identity ပျက်စီးသွားတယ်ပြီးခဲ့တဲ့နောက်ဆုံးနှုတ်ဆက်ပွဲလုပ်တဲ့ချိန်မှာတော့နေတိုင်းကြားတဲ့အဆိုတော့ဒီလူကဟိုနော် heart attack နဲ့ဆုံးသွားရှာဆိုတော့ပြောချင်တာတချို့ဟာတွေကဒီသူတို့ကသူတို့ဟုတ်တယ်လို့ရှင်းရတယ်သူတို့ဘက်ကသူတို့ဘက်မှာမရက်တဲ့သူတွေကိုတိုက်ခိုက်နေပြီပဲသူတို့ဘက်မှာရက်ခဲ့တဲ့သူတွေရဲ့ဘဝကိုလည်းကာမဆတ်ချက်ကိုမေးနိုင်တယ် အခုဆုံးရှုံးသွားပြီတည်ကုန်ကြပြီဘာမှပြန်မရတော့ဆိုတော့ဒါတွေဟာသူကသူဟာနည်းနည်းတည်တာလေးပေါ့သူကစတဲ့သူကသူတည်တဲ့ကိစ္စကိုသူကကောက်ပဲပြီးရမှာလေမင်းကကိုယ်ကိုရန်ကောက်ဝတ်သားမှကြုံမျိုးမင်းရဲ့အဲ့ဒီဘောမလေးမလေးဘယ်နိုင်ငံကောင်မှမသွားဘူးမလေးရှားတနိုင်ငံတွေကိုလမ်းကြောင်းအဖြစ်ဖြစ်နေတာဟုတ်လားဒီကောင်တွေမြန်မာပြည်ထဲမှာ policy ဆက်ကရိုက်တော့မရိုက်မရိုက်ရတဲ့လူတွေကိုဖမ်းတယ်စီးတယ်ဆိုတော့ဒီကောင်တွေဘာလို့အပြင်ထွက်ခွင့်ရနေရလဲဘောမနေလို့ပေါ့ဟုတ်လားနိုင်ငံအပြင်ကိုထွက်ခွင့်ရနေတဲ့ကောင်တွေအကောင်လုံးကဘောမနေလို့ဟုတ်လားဒီကောင်တွေပြည်သူကိုတည်မပေးဘူးလို့ပြောနိုင်တာဒီကောင်တွေလို့ စစ်ကောင်စီအလိုကျလိုက်လုံပေးနေတဲ့လူတွေမို့လို့ဒီကောင်တွေလွတ်လွတ်လပ်လပ်အပြင်ထွက်ခွင့်ရနေရလေတော်လိုင်းရေးဘက်မှာပါခဲ့တဲ့လူတွေထဲကခံဝင်ကတိထိုးပြီးနေနေတဲ့လူတွေမြန်မာပြည်မှာအများကြီးအပြင်ထွက်လို့ရလို့လားဘာဖြစ်လို့ဒီနေဝင်းတို့အပြင်ထွက်လို့ရနေမှာဘာဖြစ်လို့ဂျီဘက်တို့အပြင်ထွက်လို့ရနေရလဲအဲ့ဒါကြောင့်မို့ငါတို့ဝိုက်ကောလုပ်တာပဲအခုချိန်မှာငါတို့ကဘယ်ဘဲကောင်တွေပဲလာလာအပြင်ထွက်လို့ရတဲ့လူအကုန်လုံးငါတို့ဝိုက်ကောလုပ်မှာပဲဟုတ်လားဒီလိုမဟာလို့ရှိရင်တော့ဟိုရန်ကုန်ဝင်လို့လို့ဘာရန်ကုန်ပုံဝင်မှမဟုတ်ဘူးလို့စောက်ကျဲဆက်ဖို့နေလို့လုပ်နေတာဝိုက်ကောလုပ်နေတာတပြီလုံးတတိုင်းပြီလုံးဝိုင်းလုပ်နေကြတာ ငါတယောက်တည်းဝိုင်းလုံးနင်းတို့ကိုဘိုက်ကောငါတယောက်တည်းလုံးတာမဟုတ်ဘူးတတိုင်းပြီလုံးလုံးနေတာတတိုင်းပြီလုံးကိုစော်ကားနေတာလို့ကလာတဲ့လူတွေရှိနေလို့လို့ကငါတို့ပွဲတွေလူလာတယ်ဆိုပြီးလုံးတာငါပြောမယ်နင်းတို့ပွဲလူလာခြင်းမလာခြင်းငါတို့ဘိုက်ကောလုံးလိုက်လို့နင်းတို့ပွဲလူမလာတော့လဲပဲအကယ်၍လူလာလို့အောင်မြင်နေလဲပဲငါတို့လုံးရမယ့်ဟာတစ်ခုပဲဒီကောင်မတွေဒီကောင်တွေဟာဒီလိုဘောမတွေကိုခေါ်ပြီးတော့ဒီထဲမှာစီးပွားရှာနေရဆိုတော့နမ်းမယ်နင်တို့ရဲ့တိတ်ခါနင်တို့ရဲ့စောက်ရှက်တရားမရှိတဲ့ဟာတွေကိုငါတို့ကခွာထုတ်ပြလိုက်ရင်ရပြီငါတို့လိုချင်တာအဲ့ဒါနင်တို့ပွဲတွေမှာလူလာခြင်းမလာခြင်းကိုငါတို့စိတ်ဝင်စားအောင် ။မဟုတ်အဲ့တော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာရှိနေတဲ့ဒီပွဲတွေမှာဒီပွဲတွေဖြစ်နေတဲ့လူတွေကိုလည်းဒီအစော်တော်တွေကဟုတ်လားရွှေကွတ်ထားလို့လား။လူတက်နေတဲ့ဘောမတွေဘက်မှာအားပေးထောက်ခံပြီးဘောမအလိုကျလိုက်လုံနေတဲ့လူတွေကိုကျွန်တော်တို့ကတော်လန်ရေးအတွက်ပါဝင်နေတဲ့လူတွေလည်းဖြစ်တယ်။နောက်တစ်ခုကဒီဘောမတွေဒီစစ်ကောင်စီမတရားလုပ်လို့တိုင်းပြည်လုံးဒီမတွေကိုထွက်ပြေးနေရတယ်ပြီးပါတွေကိုထွက်ပြေးနေရတယ်သူများနိုင်ငံမှာမျက်နှာငယ်ငယ်နဲ့အလုလုံနေရတယ်ဟာလားစိတ်ကြစားကြီးနဲ့ငါတို့ပြန်ဖို့ရမလို့ဘယ်လိုဖြစ်ရမလဲနော်ငါတို့ပြန်ဖို့စစ်မှုထမ်းကိုခေါ်မှာလား ငါတို့အိမ်ကိုမြန်ဘုံကျဲမလားနော်ငါတို့ဒီမှာနေနေရအောင်ဖဲချင်းလာခွန်းခံမယ်စိတ်တထင်းထင်းနဲ့လုံလုံနေကြရတာမဟုတ်ဘူးလားကျမတို့ကပိုတန်ဖို့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီစစ်ကောင်စီကောင်တွေကိုကျမတို့ကရတဲ့နည်းနဲ့ကျမတို့ကတွန်းလန့်တွန်းကန်ပြီးကျင်လို့တာဒီနိုင်ငံတွေအပြင်ဘက်တွေကိုထွက်လာပြီးနေနေကြတာဒီကောင်တွေလက်အောက်မှာမနေကျင်လို့ဒီကောင်တွေလုံးသမျှမခံကျင်လို့အဲ့ဒါကိုမှကျမတို့ကသူများနိုင်ငံရောက်လာပြီးတော့မှသူများနိုင်ငံမှာမိုက်ကလေးကင်ပြီးတော့စစ်စိတ်စင်ပေါ်မှာတခြင်းဆိုတဲ့ကောင်ကြီးကကျမတို့ထက်ဘလောက်များတန်ဖိုးကြီးနေလို့လဲ ကျမတို့အသက်ပေးနေတဲ့ရဲဘော်တွေထက်သူတို့ကဘလောက်တန်ဖိုးကြီးနေလို့လဲ။ငါကကျင်းတ်တယ်နင်တို့အဲ့လိုမျိုးဆဲနေလေလေငါဘွိုက်ကောလောက်တာအောင်မြင်လေလေပဲ။ဟလာငါဘွိုက်ကောလောက်တာအောင်မြင်လို့နင်တို့တမိသားစုလုံးဆက်နေကြတာ။နော်။နင်တို့ငါ့လာဖျဲချောင်းနေသေးတယ်။လာမဖျဲချောင်းနဲ့ကိုလောက်ရက်ကိုတောင်းဝယ်ယူ။ဒါလောက်ထားပြီးရင်ဒီဟာအလောက်ခံရမယ်။ဒီပြည်သူမတိုက်တဲ့အလုပ်ကိုလုပ်ထားပြီးပြီနင်တို့ကိုယ်တိုင်ကြင်ကြင်နက်နက်ကြီးရွေးချယ်ပြီးတော့လုပ်ထားတာနင်တို့ကိုယ်တိုင်စောက်ဖက်ကြီးတွေပြပြပြီးတော့ဟိုမင်းသားလာပါပြီဒီအစောတော်ကလာပါပြီလေရင်ကွင်းမှာသွားသွားကြုံပြီးနင်တို့ကိုယ်တိုင်နင်တို့စောက်ဖက်တွေနဲ့နင်တို့တင်ထားတာအဲ့ပုံလေးနော် တစ်ချိန်ဖို့တစ်ချိန်နေလို့ဘိုင်းကောကထိလာမှာပဲတစ်ချိန်ဖို့တစ်ချိန်နေလို့နေလို့နေလို့ရဲ့ကွဲတွေကလည်းထိလာမှာပဲဟုတ်တယ်နော်ဒါဟုတ်တော်လိုင်းရေးသမားတွေပြောတဲ့အခါကျမှဟာငါတို့ကဘာဖြစ်တယ်ညာဖြစ်တယ်လीလာမပြောနဲ့လीအခုချိန်ကျမှဆက်မနေကြနဲ့ဟမ်အခုချိန်ကျမှလောင်နေကြနဲ့ဟာလာနေလို့ဆောက်ကျွေးဆက်စရာရှိတာနေလို့ကိစ္စနေလို့ပြောတယ်ကွဲလို့တော့ငါတို့ဆောက်ကျွေးတယ်နေဘလူးဆက်ပေးမှလားတဲ့ဘလူးဆက်ပေးမှလဲတဲ့ဟမ်နေလို့ဆောက်ကျွေးတယ်နေလို့ကိစ္စလीဟာလာငါတို့ကွဲလို့နေငါတို့ဝိုက်ကောလို့လားငါတို့ကိစ္စလीဘာဆိုင်လဲနေလို့နေလို့ဆောက်ကျွေးတယ်နေပတ်သက်ပြီးတော့ဘာတွေလာပြောနေရလဲနော် တစ်ဖွဲ့လုံးကိုက်နေတာတစ်ဖွဲ့လုံးကိုက်နေတာအဲ့ဒီကွဲမှာသွားပြီးတော့ဟာလာမြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့ငါ့ကိုနော်အဲ့ဒီကောင်မတွေဘက်မှာရက်တည်ပြီးငါ့ကိုဝင်ဆဲနေတဲ့အောက်တန်းစားမတွေအောက်တန်းစားကောင်တွေနင်တို့ကိုယ်တိုင်လဲသူများနိုင်ငံမှာအလုတ်လာလုတ်နေရတယ်ဘဝအခုချိန်မှာမြန်မာနိုင်ငံသားတွေဒုက္ခရောက်လုံအားကြီးလို့ဒီမလေးရှားမှာအမျိုးမျိုးကုတ်ကတ်တွေဖက်ပြီးတော့နေနေရတာဖမ်းမခံရအောင် နော်အဲ့ဒီလိုအခြေအနေမျိုးနေနေရတယ်ကိုကျင်းစာပြဆိုတာနှုတ်မှဖြစ်ဘူးငါတို့ကဒီတိုင်းပြည်အတွက်ဒီလူမျိုးတွေအတွက်ငါတို့အလုတ်လုံနေကြရတယ်ဆိုတာငါတို့အတွက်ငါတို့တလုတ်စားရဖို့တခုမှမပါဘူးငါတို့လုံနေအဲ့ဒီအတွက်နင်တို့နဲ့ငါတို့ရဲ့စောက်စင်းကမတူဘူးလာမရှင်နဲ့သဘောပေါက်တယ်နော်နင်တို့ကနင်တို့စောက်ကြွေးဆက်ရဖို့အတွက်နင်တို့ပတ်စံရဖို့အတွက်နင်တို့ကတာနင်တို့ဒီဘောမတွေခေါ်ပြီးတော့နင်တို့ပွဲလုပ်တာလीဟုတ်လားငါကတိုင်းပြည်အတွက်ပြည်သူတွေအတွက်တော်လှန်ရေးအတွက်ဝိုက်ကော့လုပ်တာမတူဘူးနင်တို့စောက်စင်းနဲ့အခုလည်းကြားတယ်နင်တို့ပွဲတွေမလာတဲ့လူတွေအများကြီးတင်းနေတယ်တင်းနေတယ်မလာပေးကြလို့ကျမတို့လည်း နော်မက်ဆေ့ချာကနေလာပြီးတော့ပြောတယ်အမရေးတဲ့ပွဲပွဲသွားမယ်ဆိုပြီးတော့လက်မှတ်ဝယ်ထားတယ်တဲ့နော်ဒါပေမဲ့လေသူတို့ကတိုးတိုးတက်တက်မလုပ်ဘဲနဲ့အမကိုပြန်ပြီးတော့ကြိုက်နေကြလို့တဲ့ကျမတို့ပွဲဖြစ်တယ်အဲ့လက်မှတ်တွေအဆုံးခံနေတယ်အဲ့လိုလူမျိုးတွေအများကြီးပဲချိန်လက်တယ်ချိရောက်တယ်ငါလုပ်တဲ့ဘွိုက်ကော့ဘွိုက်ကော့ဆိုတာလူတူဦးတယောက်ကိုမုံလို့မုံချင်းချစ်ချင်းဘာမှမပါဘူးဟုတ်တယ်နော်လုပ်တဲ့လူခံရမယ်အခုမခံရင်လည်းနောက်ခံရမယ်ဟုတ်လားဒါတမိုင်းမဲတမိုင်းမတိုင်တင်ရမှာပဲငါတို့ကတော့မှတ်တမ်းတင်ရမှာပဲ ဒီချိန်တော့ပြီးကောင်မတွေဘာလုပ်ခဲ့လဲဘယ်သူတွေဘာလုပ်ခဲ့ဆိုတော့ငါတို့ကမှတန်းတင်နေတာအဲ့ပုံမှာနင်တို့လာပြီးဝင်စက်နေဝင်လောင်းနေနဲ့နင်တို့ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းဟုတ်လားနင်တို့ကိုယ်တိုင်ဘောမှနေတဲ့ကိစ္စဟမ်ဒါတော့ရေဒါဖြစ်မယ်ဆိုတာနင်တို့တိတိကြီးနဲ့လောက်ကြတာအခုချိန်ကျမှတဲတဲအေးရဘာဖြစ်တယ်ညာဖြစ်တယ်လာမပြောနဲ့လာမပြောနဲ့ငါကငါရက်တီတက်နေငါတော်လိုက်ရေးပတ်စံလဲတပြားမှစားရတဲ့လူမဟုတ်ဘူးအဲ့တော့နင်တို့ကိုကြိုက်တဲ့နေရာကနေငါကစိန်ခေါ်ရဲတဲ့သဘောပေါက်လားနင်တို့ဗဇက်တွေကနေပြောပြောနေတယ်နင်တို့ 老怕你老调皮的彪你的，是哪里？做人也不是牛三的，是不是哈的？跑出来，爱干就彪么你呢？太难听，别下山了，来跑出来。你们要哪个地方嘛？哈啦，你们你们爱谁来就谁来，你们爱谁，你们爱谁也上哪去来要不了吗？咱别都搞这些啥了，别都搞雷达木啥了，怪偏僻了的，到哪哪里老你在听嘛？你侬看，你侬跑电跑马在搞那个，你侬考不了吗？哈啦，一百个路的，快过路嘛？你侬看，跑不到了嘛？没人家少干你的，啊？ ပို့ပြီးတော့မှမယိုင်းစော်ကားနေတယ်။ကိုကိုအမှုနဲ့ဖမ်းကိုအမှုနဲ့တိုင်လို့ရတယ်ဒီမှုနဲ့တိုင်ပြတိုင်လေခင်ရမနေနဲ့တိုင်လေငါရှိရမလေးရှားမှာပဲတိုင်ငါတို့လက်ထဲမှာ passport ရှိတယ်နင်တို့အကုန်လုံးလက်ထဲမှာရှိလားနို့သမီးသားစုလုံးလက်ထဲမှာအဲ့ဒီ passport ဆိုတဲ့အဲ့ဒီ permit ဆိုတဲ့ဟာရှိလားဟမ်တိုင်စမ်းမှာငါစိတ်ခေါ်တယ်တိုင်လိုက်စမ်းစောက်ရှက်နေနေမှမရှိတဲ့ဟာတွေနင်တို့မှာအုံနောက်ရှိရင်နင်တို့စီးပွားရေးအတွက်နင်တို့လောက်တာဆိုလို့ရှိရင် စောက်ပေါက်ပိတ်ပြီးလုံးလို့ရတယ်ဒီသူအဲ့လောက်မုံမှမဟုတ်ဘူးเนาะလုံးစောက်ပေါက်ကိုပိတ်လိုက်ပြီးတော့နင်တို့အဲ့လက်မှတ်တွေရောင်းအဲ့ဂျီဖက်ပွဲကိုနင်တို့ဆက်လုံးလို့ရတယ်ဟုတ်လားနင်တို့ကအုံအောင်ရှိရင်ပြောတာအဲ့တော်လမ်းမရအောင်ဒီမတွေ့ခဲ့တဲ့အကြောင်းအရာလေးတော့လက်ရှိကျွန်မမလေးရှားမှာဖြစ်ပေါ်နေတဲ့ဂျီဖက်ပွဲနဲ့ပတ်သက်ပြီးတော့တော်လမ်းမိသမီးဖြစ်တဲ့ဒါတဲ့အေးနဲ့ဂျီဖက်ပွဲဆူတဲ့သူတွေရဲ့ချားမှာဖြစ်နေပြဿနာတခုတွေဖြစ်ပါတယ်ဒါမှမလေးရှားနိုင်ငံလက်ရှိမှာဖြစ်ပေါ်နေတဲ့ဟုတ်ဖြစ်ပြီးတော့လက်ရှားနိုင်ငံမှာလည်းဘုံမတွေပြောင်းများနေဆိုတော့အားလုံးတည်နေမှာတွေထောက်ကူလည်းဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့အကြောက်တရားနဲ့မအားလာအကြောက်တရားနဲ့ မာအလာ ဟုတ်ပါတယ်ဗျာအကြောက်တရားဘလောက်များများလာပြီလဲဆိုလို့ရှိရင်အခုစင်အာနာကိုမတရားသိမ့်ပြီးနောက်ပိုင်းတွေကတောက်လျှောက်တောက်လျှောက်တောက်လျှောက်သူ့ရဲ့အကြောက်တရားကတဖြည်းဖြည်းများများလာတာပါဗျာလုံရဲတာဘာမှမရှိဘူးအကုန်လုံးကို လုံနိုင်တယ်အကုန်လုံးကိုလုံပြမယ်ဆိုပြီးတောက်လျှောက်ကျုံဝါခဲ့တဲ့သူကတဖြည်းဖြည်းတဖြည်းဖြည်းချိန်ကြာလာတာ ਨੇ မြတ် ပြည်သူတွေကိုမတရားညှင်းဆဲတက်ဖြက်နှိပ်စက်နေတာတွေအကုန်လုံးရဲ့နောက်ွယ်ကအကုသူအကျိုးပေးတွေဟာတောက်လျှောက်တောက်လျှောက်တောက်လျှောက်သူ့ကိုလိုက်လာနေပြီဖြစ်တဲ့အတွက်ဘလို့ပဲဖျားတဲ့တဲ့ကြောင်းဆောက်ဆောက်သူ့လူငွေတွေမပေါအောင်တော့ပြည်သူဗန္နာငွေတွေနဲ့ဟဲနိုင်ငံတော်ဗန္နာငွေတွေနဲ့ဖျားတွေတဲတာပေါ့ဗျာကောင်းမှုဆိုတာအဲ့ဒါကိုပြောတာသူကောင်းမှုမပါဘူးအများကောင်းမှုပေါ့ဗျာ ဲ့တော့ခုနကသူလောက်ခဲ့တဲ့အကူသူတွေအကျိုးပေးနောက်ဆက်တွဲတွေကနေတောက်လျှောက်သူ့ကိုထမင်းလုံး36တလို့လိုက်လိုက်6နှမ်းနေတာဆိုလို့ရှိရင်အဲညာဘက်ဆိုလို့ရှိရင်အိစေးတောင်တောက်အိရတယ်နေသားမျိုးတောင်ရောက်နေပြီဗျာခုဆိုလို့ရှိရင်လည်းဗျာဒီရွေးကောက်ပွဲရွေးကောက်ပွဲတမရာဖြစ်ရေးဟာဆုံးမော့ဗျာသူရဲ့ထွက်ပေါက်တွေလိန်ပေါက်တွေညာပေါက်တွေအကုန်လုံးအတွက်ကိုမအိနိုင်မစားနိုင်တောက်လျှောက်ကိုနိုင်ငံတကာကလည်းချပြသေးတယ် နိုင်ငံတော်ကြီးအေဂျင့်နေပါပြီ။တာယာနေပါပြီ။သူ့လက်ထက်မှာအကုန်လုံပေးနေပါပြီ။အဲတွေ့ဆုံဘွဲတိုင်းတွေ့ဆုံဘွဲတိုင်းမှာလဲဟာတာတွေအမြဲပြောပြီးတော့လုံနေတာ။ကြာလာတော့စိတ်တစားလို့ပုံစံမျိုးနဲ့အယူကြီးတယောက်လိုကိုဖြစ်နေပါပြီဗျာ။ပြည်သူတွေကိုလိန်ရညာမှာဆိုလို့ရှိရင်လဲလုံးဝကူးဆိုင်မှာချက်တရားလည်းမရှိတော့ပါဘူး။တကယ်ကိုပြောင်းလဲပြောင်းစားကူလောက်လာပါပြီ။ကိုယ်ဆိုလို့ရေကောက်ပွဲနီးလာလေပိုဆိုးလာလေပေါ့ဗျာ။ဟိုရင် NL လက်ထက်ကဘလို့မေဆုလက်ထက်ကဘလို့ပုံစံမျိုးမျိုးနဲ့ သူ့လက်အောက်ကိုတပည့်တွေရာလဲပုံစံမျိုးမျိုးနဲ့ကိုမဲတပြားရဖို့ကိုအသေးအတန်လုံနေကြတာဗျအဲ့တော့မျိုးစုံလိန်ပြတာပေါ့ဗျအဲ့တော့ခုချင်းကစပြီးအလိညာပွဲကြီးကလည်းထောက်လျှောက်လာနေပါပြီဟိုရင်နှုံးနဲ့ကလည်းထောက်လျှောက်လိန်နေပါတယ်ဗျအဲ့တော့မြန်မာနိုင်ငံအပေါ်မှာဒီလိုစစ်အာဏာရှင်တွေရဲ့မကောင်းတဲ့ကျင့်စိုးတွေနဲ့နှိပ်စက်နေတာတွေကိုနိုင်ငံတကာကလုံးဝအသိမှတ်မပြုပါဘူးပြည်သူတွေကိုတက်ဖြတ်နေတာတွေဘုံတွေကျဲနေတာတွေ ဒါတွေကိုရက်တန်းရက်ပါဆိုပြီးတော့ပြောလာတဲ့စကားတန်ကြီးအများကြီးပဲဗျအဲထူကြတာပို့ပြီးတော့ကဘာကပုတ်ရဟန်းမင်းကြီးကတောင်းမှမြန်မာနိုင်ငံငြိမ်းချမ်းမှုကိုလိုလားတယ်ဒီတက်ဖြတ်တာတွေလူသားတွေကိုတက်ဖြတ်နေတာတွေနှိပ်စက်နေတာတွေကိုလုံးဝမလုပ်ဖို့တောင်းမှပြောလာတဲ့အထီကိုဖြစ်လာပြီပြောစီတာတော့ဒီကောင်တွေရဲ့မကောင်းတဲ့လုပ်ရက်တွေကကဘာကတိပြီးတာတောင်းကဘာတွေကတားနေရတဲ့အနေအထားမျိုးကိုရောက်နေပြီဗျာ ဲ့တော့ပုတုတုလေးရဲ့အကြောက်တရားနဲ့ပြည်သူတွေပေါ်လိမ့်နေတဲ့ဟာတွေကတော့တကယ်ပါပဲဗျာအင်မတန်ကိုကြောက်เสียရကောင်းပါတယ်အဲသူထင်တယ်လို့ဖြစ်မလာဘူးရွေးကောက်ပွဲများချွတ်ချော်သွားပြီးမလုံဖြစ်တာတို့အဲ့လိုပျက်စီးသွားတာတို့ဆိုရင်သိကြပါတယ်မအားလဟာအကြောက်တရားနဲ့အတူအယူကြီးဖြစ်ပါတော့မယ်ဗျာအကြကြအကြကြဘာထူးသေးလဲကွာဟုတ်ဟုတ်ပါလေးနေဝယ်ထားပြီဩအေးကောင်းတယ်ကောင်းတယ် လေရင်နေဝဲထားပြီးနေကျဲတာကျဲနော်မင်းလီတက်ကကောင်းနေလေသတိပေးထား၎င်းနေစီတေးကြီးပဲခိုးရောင်းမနေနဲ့လို့တခါတက်တိုင်းတခါတက်တိုင်းသူတို့ကိုလူတက်တိုင်းဘုံကျဲတိုင်းကဘောနဲ့တွေပေးထားတာဟေးဟိုဝင်ပြုတ်ကောင်ချီထုတ်ကောင်တွေလည်းသတိပေးအောင်ကြိုင်းခံရဲရောက်သွားကမှ KDB ကြီးပဲသွားမနေနဲ့လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟဲ့ပြည်သူကိုချစ်ပါတယ် ပြည်သူတွေကအဓိကပါဆိုပြီးပြောပြောနေတဲ့ဒီပုတုတူလေးဟာအခုဆိုလို့ရှိရင်ပြည်သူကိုတတ်တဲ့ဘုံကျဲနေတဲ့လေရင်တွေတောင်မှထက်ဝဲနေပြီဗျာထက်ဝဲနေပြီပြောချင်တာတော့ဗျာသူ့တိုင်းပြည်အတွက်အဲသူ့နိုင်ငံအတွက်အဲတော်တော်အဲ့လိုကြီးပဲစကားတော့သုံးတာပေါ့ ဲ့တော့ငိမ့်ညမ်းမှုဆိုလို့ရှိရင်တခြားကလုံးဝတိုက်လို့ရတယ်စင်မပြေတော့ဘူးမြေပြင်ကတိုက်လဲဂိန်ရတာပဲမြေဩဇာဖြစ်ကြတာပဲပါစတွေတုံလဲမြေဩဇာဖြစ်ကြတာပဲအဲ့တော့တပေါက်ပဲရှိတယ်အဲ့တပေါက်ကတော့လေရင်နဲ့ကျင်းမယ်ဘာဖြစ်ဖြစ်အကုန်လုံးလေရင်နဲ့ကျင်းမယ်လေရင်နဲ့ဘုံကျင်းမယ်သူနိုင်တာဒီတပေါက်ပဲရှိရတဲ့အတွက်ဒီလူသက်လေရင်ဘုံကျင်းမယ်လေရင်တွေကိုထက်ဝဲနေပြန်ပါပြီဗျာအဲ့တော့သူထင်ပါတယ်မိုးပြန်စီမံကိန်းနေမလာခင် မိုးပေါ်ကဘုံကျဲတဲ့နီလန်းကိုသုံးနေတာတော့အခုချိန်ထိပါပဲဗျာမိုးပြန်တာနောက်မှ မိုးပေါ်ကနေဘုံကျဲနေတာကတော့ငားနှစ်တောင်ရှိနေပါပြီဗျာမတရားညှင်းပန်းနှိပ်စက်နေတာအဲနောက်တစ်ခုရှိသေးတယ်အခုဆိုလို့ရှိရင်စစ်တပ်မှာစစ်ကောင်စီကနေပြီးတော့ဝါရားဖြန့်နေတဲ့ဟာဒီကိုဝိုင်းပြီးတော့ပြည်သူတွေကဝိုင်းကြတယ်လှုပ်ကြတယ်မြစ်တာတွေပို့ကြတဲ့အခါကျတော့အဘသူမှမလှုပ်ချင်ကြတော့ဘူး ပြည်သူနဲ့အတူရက်တည်နေတဲ့အမှုပညာရှင်တွေကလည်းအများကြီးပဲရှိသေးတယ်။ပြည်သူချစ်တဲ့အမှုပညာရှင်တွေပေါ့နော်။ဟောပြည်သူရှင်ဘက်တွေကတက်တက်အဲ့တော့အဲ့ဒါတွေကတဖြည်းဖြည်းများလာတဲ့ခါကျတော့အခုဆိုလို့ရှိရင် PR တွေများလာပြီဗျာ။ဝါရပြန်တဲ့ဟာတွေကိုဇကားတွေကိုရိုက်တဲ့လူတွေကိုဝေဖန်တာတွေနောက်ရက်တာတွေဆိုလို့ရှိရင်ဖမ်းရွေးကောက်ပွဲအကြောင်းပြပေါ့ဗျာ။ခေါင်းစဉ်ရလို့ရွေးကောက်ပွဲအကြောင်းပြနေတဲ့အချိန်မှာအဲ့ဒါတွေနောက်ရက်တဲ့လူတွေကိုဖမ်း ခုဆိုလို့ရှိရင်အရောက်တရားနိဗ္ဗာန်တော့ဖြစ်နေပြီဗျာနော်ဘဘဘောဟိုမနေတဲ့ပြည်သူချင်ဘက်အမှုပညာရှင်နေအဲသူတို့ကတော့တစ်စခန်းအဲအခုချိန်မှာတောင်သူတို့ကလုံမျိုးကြီးတကားကားနဲ့သူတို့ကထုံးစံတိုင်းလုံမျိုးကြီးတောင်ပြေးနေရမယ်နေထိုင်မျိုးကြောက်တာဟုတ်သူတို့လောက်ရဲ့သူတို့ပြန်ကြောက်နေတာမဟုတ်တာပြောတာဟုတ်မမှန်တာပြောတာဟုတ်ဘဘအီခိုင်းတဲ့အတိုင်းမဟုတ်တာကြီးရှောက်လိုက်တော့အဲ့အတိုင်းပြောတော့အခုဒုက္ခရောက်တာပေါ့ကြောက်ကြလားသူဘဘလိုပဲကြောက်လာပြီပြည်သူကြားထဲမထွက်ရတော့ဘူးဒါပေမဲ့ပပူပါနဲ့အခုဆိုလို့ရှိရင် ဒိန်ဒိန်တို့အခုဆိုလို့ရှိရင်ငိမ့်ငိမ့်တို့ဟာနေအခုဆိုလို့ရှိရင်အဲပွဲတွေပြန်ကနေရပြီဘဘာကြီးရဲ့လှုပ်ပေးတဲ့ပျော်ပွဲရွှင်ပွဲတွေမှာ ပြန်ပြီးတော့မကောင်းတတ်တဲ့ခါကြတော့ထဲ့သွင်းပေးနေပါပြီဗျာမကြခင်ပြုလုပ်တော့မယ်ဘာပူကြီးရဲ့ပူတူတူလေးရဲ့တနက်ကင်တနက်ထောက်ရွေးကောက်ပွဲမတိုင်ခင်အခုဆိုလို့ရှိရင် လာပြီဗျာ ဘဲသွားသွားဘာလို့လို့ပါတီဝင်နေအတွက် လုံခြုံရေးပေးရမယ်ဆိုတာကြီးသူထုတ်ပြန်လိုက်ပြီသူတို့ငကိုရဲကလည်းပါတီဝင်နေအကုန်လုံးကလည်းအမတ်လောင်းနေပေါ်ကပြိုင်ကြတဲ့ပါတီဝင်တွေကလည်းသူတို့ကြောက်တာဟိုကြောက်တော့လုံခြုံရေးပေးပါလုံခြုံရေးပေးပါဘာဘာကြီးလုံခြုံရေးပေးပါဆိုတဲ့ခါကျဟိုကတနာတဲ့အတွက်အေးပေးလိုက်ပြီလုံခြုံရေးကဲအခုတော့ဘဲသွားသွားလုံခြုံရေးပါတယ်ဗျာဆိုင်းဖို့တင်တာတောင်မှလုံခြုံရေးပါမှတင်ရပါတယ်ဗျာ အဲနောက်ဆုံးဂုံဂုံပြောမယ်ဗျာချီးပါရင်တောင်တနေ့ပြောင်းရင်ချိန်ပြီးတော့ချီးပါနေရတဲ့အနေအထားမျိုးကိုရောက်ပါတယ်ဗျာအဲ့ဒါဘာပူကြီးရဲ့လုံကြုံရေးသူဘဘာကြီးလိုပဲရည်စရာဟာတတွေအမြဲတမ်းပြောပြောနေတဲ့အကျွေးထူအကျွေးမဆက်နိုင်တဲ့ပြီးသုံးလုံးပြီးပြီပြားက အပြာရောင်အမာကြီးကမဲဆွယ်ဘွဲမှာဘာပြောလိုက်လဲဆိုတဲ့အခါကျတော့သူက သူသာနိုင်ရခဲ့လို့ရှိရင်နိုင်ငံတကာတရားစွဲထားဓာတွေကို ရအောင် လုပ်ပေးပါမယ်လို့အာရပါရကြုံဝါလိုက်တဲ့ချိန်မှာပဲ ပြည်သုံးလုံးကအပြာရောင်ပါတီကအမတ်လောင်းကဒဇာတော်ညမှာ ကြက်ခိုးတဲ့လူကိုရိုက်တက်ပြလိုက်ပါတယ်ဗျာလက်စွမ်းပြလိုက်တာပေါ့ဗျာနိုင်ငံတကာတရားစွဲမှာကိုတောင်ဖြည့်ရှင်းပေးတဲ့သူတို့ခေါင်းဆောင်ကိုယုံယုံကြည်ကြည်အာအာကိုကိုနဲ့ကို သူကိုယ်တိုင်လူတက်ပြလိုက်တဲ့ပါတီအမတ်လောင်းပါပဲဗျာပြီးသုံးလုံးอ่ะเนาะပြီးသုံးလုံးอ่ะเนาะဒါဒီမဲ့လာတယ်မဟုတ်သေးဘူးဗျာအဝါရောင်ပြောင်းကြီးပါတီက88ပြောင်းပြောင်းကြီးကလူမိုက်စကားပြောပြီးတော့ဘာဖြစ်ချင်းလဲဘာလုပ်ချင်းလဲပြည်သူတွေကိုဆိုအာရပါရကြုံဝါနေတဲ့ချိန်မှာရှင်သေးပါတီအမတ်လောင်းอ่ะလေတခွန်းထပ်ပြောတယ်ဗျာ तू ကလည်းအားကြမခံပါဘူးဗျာအပြိုင်အပြိုင် ဘယ်စစ်အာဏာရှင်ကိုတော်လန်มาလဲတဲ့ဗျောင်ကြကြမေကွန်ထက်မေးသွားပါသေးတယ်ဗျာကွာပါဗျာကွာပါကွာပါဘာတွေသွားကွာလဲဆိုတဲ့ခါကြတော့2020တုန်းကပြိုင်ခဲ့ရတဲ့ရွေးကောက်ပွဲပြည်သူတွေအားကြိုးမှန်တဲ့တက်ခဲ့ရတဲ့ရွေးကောက်ပွဲ ကိုဗစ်ကာလကမ္ဘာကယောဂါဇိုဤကာလမှာတောင်မှပြည်သူတွေအသေးချာကမဲတပြားကို အင်တိုင်းအားတိုင်းထဲခဲ့ရတဲ့ 2020ရွေးကောက်ပွဲနဲ့အခုဘာမူပြီးလုံမဲ့အတူအယောင်ရွေးကောက်ပွဲနဲ့ရတော့ကွာပါဗျာကွာပါကွာပါ2020တုန်းကဆိုလို့ရှိရင်တကယ်ကိုပြည်သူတွေခက်ခက်ခဲခဲကြားရရမှာပြည်သူခေါင်းဆောင်တွေရဲ့အားပေးမှုတွေနဲ့အတူကိုပဲယောဂအောင်လဲရအောင်ကြံ့ကြံ့ခံနိုင်ခဲ့သလို2020ရွေးကောက်ပွဲကိုလည်းတကယ်ကိုတက်တက်ကြွကြွနဲ့ကြိုတင်မဲဆိုရင်လည်းနိုင်ငံသားမှာကိုတကယ်ကိုတန်းစီပြီးတော့ကိုအားပါတရားပေးခဲ့တာအခုလိုမဟုတ်ဘူး ်ပုံ25ပေးရအောင်ကြီးမဲ့လူမရှိတဲ့လူမျိုးမဟုတ်ဘူး2020တုန်းကတကယ်ကိုအားကျိုးမှန်နဲ့ပေးခဲ့ရတာမဲစင်းတွေထွက်လာပြီဆိုလို့ရှိရင်လည်းရအောင်ကိုလေ့လာတယ်သွားကြည့်တယ်ဒီကိုဗစ်ကာလမှာတောင်မှအဲထုတ်ထားတဲ့စီကန်းတွေကိုလိုက်နာပြီးတော့ပေါ့အဲ့တော့မဲထည့်တဲ့အခါမှာလည်းတကယ်ကိုမဲယုံကလူတွေရောဆရာမတွေရောပါဝင်တဲ့ဗော်လန်တီးယားတွေရောအကုန်လုံးအကုန်လုံးဟာကိုဗစ်ကာလမှာတတ်မှတ်ထားတဲ့စီကန်းချက်တွေနဲ့အညီသူတို့ရဲ့ရင်ထဲက မယ်ရပြတေချာမယ်ရပြကိုရအောင်ထဲ့ပေးခဲ့တာအဲ့ဒါပြည်သူရဲ့တကယ်ရင်ထဲကစေတနာမြင့်တာအမှန်ပဲဗျာတော်လမ်းမျိုးတွေအလုံးမဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကလက်ရှိချိန်မှာမင်းအောင်နိုင်ပြုလုပ်တဲ့အတူတူရွေးကောက်ပွဲ2020ရွေးကောက်ပွဲကချွားပုံကတော့တကယ်ကိုပဲထင်ရှားမြင်နေရတဲ့အနေအထားကူလေးဖြစ်မှာဖြစ်ပါတယ်ဒီဘက်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လက်ရှိရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားပဲရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများပြတ်ဆိုပြီးတော့အံ့ယုံတွေကနေပြီးတော့ ဝေးကောက်ဝဲမဲပြဖို့ထက်မှန်ပြီးရက်တွေတွူးနေမိတယ်သူမှမလာတာပဲအော်တာခေါ်မောတာမောနေဘောတာတွေ့နေရဖြစ်ပါတယ်ဆိုလိုမျိုးဒီအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်သက်တင်တို့တက်ပြီးကျွန်တော်ရဲ့ကိုကြီးရပေါ်လို့ရှိရင် channel လေးကို like and subscribe လုပ်လန့် subscribe ပေးရခွန်တရားချင်းမြတ်တလာမြတ်ဗီဒီယိုနဲ့တရင်တွေအားလုံးကြည့်ရှုရဖြစ်ပါတယ်ဆိုလိုမျိုးဒီအားလုံးပဲဒီ channel လေးမှာတော့မနေ့ဆက်တနေ့ကွယ်မနေ့ပိုင်းတရင်နဲ့ည၈နာရီကညပိုင်းတရင်တွေကိုဒီနေ့နှစ်ကြိမ်တင်ဆက်ပေးသွားမှာဖြစ်တဲ့ဆိုလိုမျိုးဒီအားလုံးပဲကျွန်တော်ရဲ့ကိုကြီးရပေါ်လို့ရှိရင် channel ကိုရှာပြီးတော့ဆိုလိုမျိုးရေးပြီးတဲ့အထိအတူတူရှေ့ဆက်ပါကြပါစို့ဗျာ